မင်္ဂလာပါအိဇက်မြင့်မာ YouTube channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ share လုပ်ပေးခြင်းတဲ့အကြောင်းအရာတွေကတော့ကျွန်တော်တို့ Pinebot TV အသုံးပြုနေလေးကို share လုပ်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးလက်ရှိမြင်နေရတာကတော့ကျွန်တော်တို့ Pinebot အာ data လေးပေါ့နော် create လုပ်မယ်ကျွန်တော်တို့အိဇက်မှာပါဝင်တဲ့ data လေးဖြစ်ပါတယ်ဒီ CD ကိုခဏပြတ်လိုက်မယ်နော် ပဲဘော်တီပဲ create လုပ်မယ်ဆိုရင်နှမျိုးနဲ့ create လုပ်လို့ရပါတယ်။အဲ့တော့ကျွန်တော်ပထမတစ်မျိုးကတော့လက်ရှိမြင်နေရတဲ့ data လေးကို slam map ပြီးတော့ control ရေးနေလိုက်ပါ။အားလုံး data အားလုံး slam map ပြီးတော့ပြပါနိုင်မယ်။ပြီးလို့ရှိရင် insert ကိုတော့ insert မှာမြင်နေရတဲ့ဒီ pivot table လေးကိုနှိပ်လိုက်ပါ။ယခု pivot table ကိုနှိပ်လိုက်လို့ရှိရင်ဒါမျိုးလေး box ကြီးကျလာပါလိမ့်မယ်။အဲ့မှာဆိုရင် new worksheet ရဲ့ existing worksheet ရဲ့ဆိုပြီးပေါ်လာလိုက်ပါလိမ့်မယ်။ မျိုးဝါရှိကိုဆက်လက်မှတ်ပြီးတော့ okay နေလိုက်မယ်ဆိုရင် ကျွန်တော်တို့ create လုပ်မယ့် pivot table လေးကရှိအပ်တဲ့နေနဲ့တိုးပြီးတော့အမြင်မှာဖြစ်ပါတယ်။နောက်တစ်နည်းကတော့ကျွန်တော်ဆက်လက်မှတ်ထားတဲ့ဟာလေးကို insert နဲ့ pivot table existing worksheet ဆိုရင်ကျွန်တော် create လုပ်ပြီးသား existing worksheet မှာဒီ existing အဲဝက်ရှိမှာပဲကျွန်တော်တို့ pivot table တိစောက်မယ်ဆိုပြီးတော့ဒီမှာဆိုရင်ကိုဆောက်ရှင်တဲ့ pivot table နေရာကို location လေးတွားပြီးတော့ရွှေ့ပြရမှာဖြစ်ပါတယ် ဒီရှိမှာပဲဆိုရင်ဒီနေရာမှာစောက်ရှင်နေဆိုရင်ကျွန်တော်ဒီနေရာမှာဆက်လက်မှတ်ပြီးတော့ပြပြီးတော့ okay နေလိုက်တာပဲဒီမှာကျွန်တော်ပိုင်ဖို့တွေပဲအဲ့ဒီကြာလာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီမှာဒီပိုင်ဖို့တွေပဲ fee မှာမြင်နေရတဲ့ဟာတွေကတော့ကျွန်တော်တို့ဒီဟို column name လေးပေါ့နော်ဒီမှာဆိုရင် order id မြင်ရမယ်ပြီးလို့ရှိရင် customer name နေပါမယ်ဒါတွေကိုကျွန်တော်ဒီမှာ အာခေါင်းစဉ်အနေနဲ့မြင်နေရဖြစ်ပါတယ်။ Okay ကျွန်တော်ဒီနေ့ကြည့်မယ်ကြည့်ချင်တဲ့ဟာလေးကတော့ category နဲ့ like ပြီးတော့ quantity အရေးအတွက်ဘယ်နှခုရှိလဲပေါ့နော်။ဥပမာ electronic ဆိုရင် electronic အတုတဲ့ဘယ်နှခုရှိလဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဒီမှာ pivot table ဆောက်ပြီးတော့ကြည့်ရှုသွားမှာဖြစ်ပါတယ်။အဲ့တော့ဟိုကြည့်ချင်တဲ့ data လေးကိုဒီမှာဆိုရင် rows ရဲ့ column ရဲ့ filter ရဲ့ rows ရဲ့ ကောလိုက်ရင် value ဆက်သွေးပြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့က category ကိုကြီးကျင်တာဖြစ်တဲ့အတွက်ပထမဆုံးကျွန်တော်တို့ filter ကိုတော့ normal ရှင်းပြပါမယ် category မှာထည့်လိုက်ပါ row rows မှာထည့်လိုက်ပါ rows မှာ category လေးကိုထည့်ပြီးတော့ဒီတော့အဲ့ဆိုရင်ကျွန်တော်တို့ကတက်ဆိုင်တဲ့ category လေးရေ rows အလိုက်ပေါ့နော်ဒီမှာအပေါ်တဲ့ row နဲ့ row ဒီမှာဆိုရင်ဟောကက်တဂိုရီ5ခုရှိရင်ဒီမှာ5ခုမြင်ရမှာဖြစ်ပါတယ်အခုကတော့2ခုပဲရှိရတဲ့အတွက်2ခုပဲမြင်ရတာပါ unit ကျွန်တော် quantity အရေးတွေ့အဟောကြည့်နေတာဖြစ်တဲ့အတွက် quantity ကိုဆက်ပြီးတော့ကျွန်တော်တို့ values မှာထည့်လိုက်ပါဒီမှာဆိုရင်တော့ကျလာပါပြီ accessory total ရဲ့ electronic total ရဲ့ပေါ့နော်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့မှာ အာ rose နဲ့မကြည့်ကြဘူးကိုက color နဲ့ကြည့်ကြည့်နေဆိုရင် color မှာထည့်လိုက်ပါဒါဆိုရင် color အနေနဲ့ပြပေးမှာဖြစ်ပါတယ် accessory ရဲ့ electronic ရဲ့ပေးမှာတော့တူတယ်ပေါ့နော်အဲ့လိုပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် rose ကတော့ကြည့်ရဖို့အဆင်ပြေပေါ့နော်အဲ့မှာဆိုရင်ကျွန်တော် product အနေ product ကိုအာ category မှာ product လေးပေါ့နော်ဘယ်နှခုရှိပါဝင်လဲလို့ရှိရင် အရေးအတွက်ပဲနှစ်ခုလဲပေါ့နော်တစ်ခုချင်းစီအဲ့ဒါလေးကိုကြည့်မယ်ဆိုရင်ဒီမှာ product ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါကိုကျွန်တော်ပထမဆုံး column မှာထည့်ကြည့်တယ်ပေါ့နော် column မှာထည့်လို့ရှိရင်သူ့ရဲ့ဒီလိုလေးမြင်ထဲမှာရှိပါတယ်ဒါကတော့ကြည့်ရတာ simple ပြီးဘူးပေါ့နော်ဒီမှာ accessory ဆိုရင် keyboard ပါမယ်ပြီးလို့ရှိရင် mouse ပါမယ်ပြီးလို့ရှိရင် webcam ပါမယ်ဒါကကြည့်ရစဉ်ပြုမကြည့်ရစဉ်ပြေအောင် rows ရဲ့ category အောက်မှာဒီ product လေးကိုထည့်လိုက်မယ်ဆိုရင် မှာ accessory အနေနဲ့ဆိုရင်ပါလေပါမယ်ဆိုတော့ဒီမှာ keyboard တွေ mouse တွေ wacat တွေပါမယ်ဘာလို့သူရဲ့တစ်ခုချင်းစီအရေးအတွက်လေးလည်းဒီမှာမြင်မှာဖြစ်ပါတယ်ဒါဆိုတော့ကြည့်ရတာပို့ပြီးတော့အဆင်ပြေသွားပြီပေါ့နော်အဲ့အဲ့ဒီဟာမှာကျွန်တော်ဒီ filter လေးကိုဘယ်လိုသုံးလို့ရလဲဆိုရင်အရာလေးကိုပြချင်ပါတယ် filter ကိုသုံးမယ်ဆိုရင်ဥမာ category alive filter လို့ရှိနေဆိုရင်ဒီ category ဆွဲပြီးတော့ filter မှာထည့်လိုက်ပါဘောနော်ထည့်လိုက်ပြီးဆိုရင်ဒီမှာတော့ rows မှာ product မရှိတော့တဲ့အတွက်ဒီမှာ product အဲ category မရှိတော့တဲ့ category ဖီးရပြောက်ပြီးတော့ product သွားမယ်အလျှောက်တော့ပါပြီဒီမှာဆိုရင်ကျွန်တော်တို့ filter လုပ်မယ်ဆိုရင် select multiple icon လေးကိုအမှန်ချစ်လိုက်ပါကိုချစ်ချင်တဲ့ဟာလေးအဲ category အရာ category လေးပေါ့နော်အမှန်ချစ်ပြီးတော့ okay လိုက်မယ်ဆိုရင်ဒီမှာ accessory နဲ့ဆိုင်တဲ့ကျွန်တော်တို့ product တွေပဲမြင်ရမှာဖြစ်ပါတယ်ပြီးရင် electronic ကိုပဲရေးမယ်ဆိုရင် electronic နဲ့ဆိုင်တဲ့ဟာမြင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခု ဒီနေ့ကတော့အာဒါလေးကိုနားလည်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ဒီနေ့ share လုပ်ပြီးရှင်တဲ့အကြောင်းလေးတွေအားလေးကတော့ဒီလောက်ပါပဲဟုတ်ကျေးဇူးပါ